အခုနောက်ပိုင်းမကြာခဏဆိုသလိုကြားနေရတဲ့စကားတချို့ကအစီငေါ်မတည့်ပေမဲ့တချို့သောပြည်သူတွေကြားမှာတထွတ်ထွတ်ပြောဆိုနေကြပါတယ် တော်နိုင်ကြီးဟာအောင်မအောင်ပါတော့ဗလား NUG ဟာလဲအားရစီရမကောဒီကြားထဲမှာတချို့သောဒေတာတွေက PDF တွေဟာလဲပြည်သူတွေနဲ့အဆင်မပြေရှမ်းမြောက်ကရင်နီကရင်ပြည်နယ်ဘက်တွေမှာလဲတော်လိုင်းအင်အားစုတွေဖက်ကသိမ့်ပိုက်ထားတဲ့နေရာတွေမှာစက်တိုက်လက်လွတ်နေရပြီးတော့ဒီအတိုင်းဇညိုကြီးဖြစ်နေမလားစားတဲ့ဇကားမျိုးတွေဟာအခုနောက်ပိုင်းလူပြောများလာကြပါတယ်တကယ်တော့ဒါတွေဟာစက္ကဆဘက်ကလူတွေစိုက်ဝါးထဲနေကြတဲ့ဇကားတွေပဲဖြစ်ပါတယ်စက္ကဆတပ်သားတွေစိတ်တက်မကြအောင်တစ်ဖက်ကလဲတော်လိုင်းပြည်သူတွေစိတ်တက်ပြက်ပြအောင်တမင်ကြီးတွေ က်ရှိရှိဝါရပ်ထက်နေတာပါဒါကိုဘူးမသိကူးမသိတန်ရောင်လိုက်နေတဲ့အဲ့လိုလူတွေကိုစင်ခေါ်ပြီးတခုပဲပြောပါမယ်စကားစကြဆုံးဘူးစေမိုင်ခန့်လာလူပါတော့တယ်ဟုတ်ပါတယ်နားကြမလွဲပါဘူးစေမိုင်ခန့်လာလူပါတော့တယ်လက်ရှိအရခတ်တက်တော်အေးရဲ့ထူးစစ်မြှောက်ဦးတွေဟာစကားစရဲ့ပင်မအသက်သွေးကြောဖြစ်တဲ့ကပတ်ဆက်ဆက်ယုံများအနည်းစေမိုင်ကွာအထိကိုထူဖောက်ဝင်ရောက်လာပြီးဖြစ်ပါတယ် ဒါဟာမြန်မာစစ်တပ်ရဲ့ဏိကုံးနဲ့ချက်သွားနိုင်ပါတယ်။စစ်ကော်မရှင်တက်စကမဟာတရုတ်ရုရှားတို့ရဲ့စစ်ရေးနိုင်ငံရေးဗန္ဒာရေးနဲ့နှီးပညာအကူအညီများစွာကိုရရှိထားပြီးတခါလာပေါ်တာဆွဲတသားတဲ့စုဆောင်းကယခုနှစ်အကောမှခင်ပါမယ်ရေကောက်ဝဲအမီဂျက်ခိုင်အပါအဝင်စစ်မျက်နှာပေါင်းစုံကိုတပြိုင်နက်တံပြန်တိုက်စစ်ဆင်နေပြီးမယ်။အရက်ခိုင်တက်တော့အေးရဲ့ဒူမတူတဲ့တုံးပြန်မှုတွေကြောင့်နလန်ထကစားစစ်ကော်မရှင်တက်ဟာတပန်အစိတ်ပြန်တက်နေရပါပြီ။စစ်ကော်မရှင်တက်ဟာကြောက်ဖြူစစ်မျက်နှာကိုစစ်ခုများစွာ ုပြီးအရခတက်တော်ဤစူးမှုရဒေတာတွေကိုစေချောင်းထုခဲ့ပြီးမယ်အရခတက်တော်ဘက်ကတော့ကြောက်ဖြူစင်းမျက်နှာကိုလည်းပြင်ပြင်းထန်ထန်ခုခံပြခဲ့တယ်လို့မပွေးဘကူးနဲ့ AVRI တိုင်းစင်းမျက်နှာတွေကိုပါတံပြန်ထုစစ်စင်ဖိအားပေးထားနိုင်ခဲ့ပြီးအရခတက်တော်ဤရဲ့စည်ရေးစွမ်းရည် capacity ကိုစကားစကူတမကတရုတ်နဲ့ရုရှားတို့ကပါကော့ကော့ကွင်းကွင်းထုတ်ဖော်ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီထဲကမှအရခတက်တော်ဤရဲ့မကွေးတိုင်းတွင်းကိုဥတီတဲ့ Ambaralan ထုစင်နဲ့ဘကူးအနောင်ချမ်းကိုဥတီထားတဲ့တောင် ်ခုပကောင်းတဲ့ထူးစစ်တွေဟာစက္ကစရဲ့ဒေကွင်းဒေကွယ်လို့ပြောလို့ရပါတယ်ဒီစစ်ကြောင်းတွေသာနောက်ခက်ဆယ်မှန်ခန့်ရှိဆက်တိုးတန်ခဲ့ရင်စစ်ကော်မရှင်တပ်ရဲ့ဇသိန်းကန်စပါပြီစည်းစိမ်တဆိုင်မှာရောင်းခွန်ပစ္စည်းမပြတ်လတ်အောင်ဂယုဆိုင်ရတယ်လို့စစ်တပ်တစ်ခုမှလည်းလက်နက်ခဲယံမပြတ်လတ်အောင်ဂယုဆိုင်ရပါတယ်လက်နက်ခဲယံဆိုတာတမတော်တစ်ခုရဲ့အသက်ဖြစ်တယ်လို့မြန်မာစစ်တပ်အတွက်လည်းကပ္ပစာစက်ယုံတွေဟာမရှိမဖြစ်အသက်သွေးရိုးတွေပါ မကွေးတိုင်းရဲ့နောက်ဆုံးခန့်စစ်ဆီးဖြစ်တဲ့နေရီကန်လေးချောင်းရန်ကဝေရီပင်မဖြူဟာတပ်စခန်းကိုအရခတ်တပ်တော် AE နဲ့မဟာမိတ်တွေဟာကုလကြထူးစစ်ဆင်းနေခဲ့ပြီးအခုလအောက်တိုဘာလ15ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Fighter Gun, MPT Tower တိုင်းကုန်းဂုတ်ကြီးနဲ့ပင်မဖြူဟာစခန်းကြီးရုပ်ဘူပါရရှိထားပြီးဖြစ်တယ်လို့စကစအနေနဲ့နောက်ဆုံးလက်ချံခမောက်ကုကနေအသေးအတန်ခုခံနေပါတယ်ဒီနေရာဟာကာဝေရီပစ္စည်းစက်ယုံကပ္ပစ14နဲ့အတောကိုနှိကက်နေပြီးဖြစ်ပြီးစကစအတွက်လက်လွတ်လို့ ုံးဝမရတဲ့နောက်ဆုံးခန့်စစ်ဆီးချက်ထားမှုနှီးအားထောင်ကနန်းတီအသုံးပြုကပြစ်ကူစစ်ကူစီမံချက်များစွာနဲ့အစွမ်းကုန်ခုခံနေလျက်ရှိပြီးတမတ်ကိုကုတ်တမတ်မှုကိုတိုင်ဦးစီကိုကဲနေပါတယ်ကပ္ပစ14ကစစ်ကူအင်အား300ခန့်နဲ့တံပြန်စစ်ကြောင်းထူးဖို့ကြိုးစားနေပေမဲ့အချိန်ကင်ကတ်လန်ကြနေပါတယ်စစ်ကောင်မရှင်တက်ဟာဒီနေရာကိုလက်လွတ်ခဲ့ရမယ်ဆိုရင် မကွေးမြေပြန်ဒေသဟာအရခတက်တော်အေးအေးနဲ့မဟာမိတ်တွေအဖို့တကားမရှိဒါမရှိလှုံ့ဆော်သွားလာစစ်ဆင်နိုင်တော့မှာဖြစ်ပြီးစစ်ကောင်မရှင်တက်ရဲ့ပေကွင်းတေကွက် ကပ္ပစာစက်ယုံတွေဖြစ်တဲ့ကပ္ပစာ14ကပ္ပစာ20ကပ္ပစာ13ကပ္ပစာ2ကပ္ပစာ10ကပ္ပစာ12စတဲ့စက်ယုံတွေကိုအလွယ်ကလေးတိုက်ခိုက်နိုင်တော့မှာဖြစ်ပါတယ်ဒီနေ့ရေကန်စကန်ဟာဘင်္ဂလားဒေ့ရှ်လေတဲ့ရဲ့လှုပ်ရှားမှုကိုထောက်လှမ်းဖို့အကောင်အကျများစွာခံကတိဆောက်ထားတဲ့မဟာဗျူဟာမြောက်ခန့်စစ်စခန်းကြီးတစ်ခုဖြစ်တယ်လို့စစ်ကော်မရှင်တပ်ဟာအသက်ပေါင်းများစွာနဲ့အလဲလဲပြုကာကာကွယ်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဟာမရတဲ့အစိုးမှအစင်းစင်ခုခံပြီးတပြေးပြေးချင်းစုခွာသွားပါလိမ့်မယ် ်လက်ရှိမှာလည်းတမ်ဘူးကြီးရေဒါစက်တွေနဲ့ဝေးပြဟာဝေဇာအမြောက်တွေကိုတဲထုတ်သွားပြီးကျက်ပါတယ်လက်ရှိတိုင်ဝဲတွေမှာလည်းစစ်ကော်မရှင်ဘက်ကအလန်းဖြူထောင်လက်နက်ချသူများစွာရှိနေပြီးအရက်ခတ်တပ်တော်ဘက်ကခကောင်းလူတွေကတချို့ကိုပုံနဲ့တခွထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်တပ်ဟာအရှိုက်ကိုထိလို့အသက်ရှူကျနေချိန်အရက်ခတ်တပ်တော် AA ဟာနောက်ထပ်အရေးကြီးပြစ်မှတ်များတရှိရာပခိုးတိုင်းဗရောင်းတပ်နေကိုလည်းတပြိုင်တည်းထူးစစ်ဆင်နေပြီးလေမျိုးကူပါဖတ်ညှစ်ထားလိုက်ပါပြီအခုကအောက်တိုဘာလ14ရက်နေ့မှာရန်ချက်ဆက်ယုံကပ္ပ စာ၁၆ကိုအမားခန့်ကခွဲပေးထားတဲ့ပထောင်းတက်နယ်ပကံခွဲစခန်း .666 ကိုအရခတက်တော်အေးအေးနဲ့မဟာမိတ်တီဟာအပီးသက်သိမ်းယူနိုင်ခဲ့ပြီးဂီနီယာဟာကပ္ပစာ၁၆နဲ့9ကီလိုမီတာသာကွာဝေးပါတော့တယ်။ဒီကပ္ပစာ၁၆နဲ့အတူကပ္ပစာ၃ကပ္ပစာ၅ကပ္ပစာ၆ကပ္ပစာ၉စိမ့်ယုံတီဟာလည်းတဆက်ထဲနီးကပ်စွာတရှိနေပြီးအချင်းချင်းချိတ်ဆက်လဲပတ်နေရတာဖြစ်ထားမှုတယုံပြူလင်းဂျန်နဲ့စိမ့်ယုံတွေပါရက်ဆိုင်သွားမှာပါ။ဒီအပြင်ကပ္ပစာစိမ့်ယုံတွေဟာဧကာပေါင်းထောင်းနဲ့ပေါင်းနဲ့ချီပြီး းကျေပြန့်လာမှုလက်ရှိချထားတဲ့စစ်တီအင်အားထောင်ကနဲ့နဲ့ခုခံဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။အရက်ခတ်တပ်တော်အေရဲ့တံပြန်ထူးစစ်စင် PR ပေးခြင်းကိုခံနေရတဲ့စစ်ကော်မရှင်တပ်အဖွဲ့၊ကရင်တချင်းကရင်နီရှမ်းမြောက်စစ်မျက်နှာတွေကအင်အားတွေကိုပြန်လဲစုစည်းဖို့ကလည်းမဖြစ်နိုင်သေးပါဘူး။အရက်ခတ်တပ်တော်အေနဲ့မဟာမိတ်တွေရဲ့စီးရီးပြစ်မှတ်ဟာလေ ERR နဲ့အနောက်ချမ်းကကပ္ပစစက်ယုံတွေကိုဖြိုချဖျက်ဆီးနိုင်ပြီးဖြစ်ပြီးဒီအတွက်လည်းနှိရှေစီမံကိန်းများချမှတ်ကကပ္ပစစက်ယုံတွေကိုဥတီထူ ပေါင်းနိုင်မှုရမဟာမိတ် PDF တရင်တပ်ဖွဲ့တွေကိုစနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးလက်နက်ခဲယမ်းများကိုလည်းတပ်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဘက်ကလည်းကပ္ပစဆက်ယုံများအတွင်ခန့်စစ်အခိုင်အမာကင်းနေတယ်လို့သိရပါတယ်တကယ်တော့ကပ္ပစဆက်ယုံတွေဟာတည့်ရခုစစ်စင်နေစရာတော့မလိုပါဘူးအကြီးသားထုံးလုံးမှုတွေဖြစ်တဲ့အတွက်ရေစစ်တပ်အားလူအမှုများတာကြောင့်တွေ့တန်ထားရတအားလိုင်းတွေကိုချက်တောက်ချင်းဖြင့်ကပ္ပစဆက်ယုံတွေဟာရက်ဆိုင်ပွားနေနိုင်ပါတယ်စစ်ကော်မရှင်တပ်အနေနဲ့ကြားလူစဲစဲနေရကလေးကြောင်းရန်က ာဝေးတပ်စခန်းအလုံးစုံလက်လွတ်လိုက်ရရင်ပဲဖြစ်ဖြစ်ပဘူးတိုင်းအတွင်းကကပ္ပဆာစက်ရုံတစ်ခုခုပြိုလဲသွားရင်ပဲဖြစ်ဖြစ်ဇက်သိန်းမိုင်းကိုစတင်ရတော့မှဖြစ်ပါတယ်ဒီနေ့ဝင်သိန်းမနက်ဖြန်အောင်ပွဲရဆိုတဲ့အချိန်လေးမျိုးကိုရည်ရွယ်တာမဟုတ်ပေမဲ့နေ့ရက်လေးကြောင်းရန်ကဝေးတပ်စခန်းသို့မဟုတ်ကပ္ပဆာစက်ရုံတစ်ခုခုပြိုလဲသွားခဲ့ရင်စစ်ကော်မရှင်တပ်ရဲ့ထူးစစ်တီဟာအကြမ်းဖက်ကူဦးတည်လာတော့မှဖြစ်ပြီးကချင်းရှမ်းမြောက်ပရင်ပရင်ဒီဘက်ကထူးစစ်တီဟာလည်းပြန်လည်ကြလာတော့မှဖြစ်ပါတယ်ဒီအချိန်လေးမှာလွမြောက် နေမိတွေဟာလည်းပုံမှုခြေပြင်းလာမှာဖြစ်တယ်လို့စစ်ကော်မရှင်တပ်ရဲ့လေးချောင်းတက်ခတ်မှုမြေပြင်ဖူးစစ်တွေအားလည်းမရှိတဲ့လက်ကိုအင်အားချိခဲ့သွားမှာဖြစ်ပြီးနောက်ဆုံးမှညီကုန်းချုပ်ရပါလိမ့်မယ်။ဇသိန်းပိုင်းကိုစစ်ကော်မရှင်တပ်ဟာဘလောက်ထိဆွဲဆက်နိုင်မလဲဆိုတာကတော့တရုတ်နဲ့ရုရှားတို့အပေါ်မှာလည်းမူတည်နေတယ်ဆိုပြီးမဲ့လေရုရှားဟာလည်းယူကရိန်းစစ်ပွဲတွေကြောင့်သူ့အပူနဲ့သူဖြစ်နေတယ်လို့တရုတ်ဟာလည်းလက်တွေ့ကျတဲ့နိုင်ငံရေးမူဝါဒချင်းကပ်မှုတွေကိုဦးစားပေးတဲ့စီးပွားရေးသမားပြည်ပြည်အိန္ဒိယမြန်မာဆက်ဆံရေးကိုချိန်ဆကနိုင်ငံဘက်ကရွေးလောင်း လာနိုင်ပါတယ်စစ်ကော်မရှင်ထောက်ခံသူတွေအနေနဲ့အရက်ခတ်တက်တော် EE နဲ့ PDF တွေအကြောင်း9000လောက်ကျသွားပြီဆိုတာမျိုးနဲ့ရေကမကြသေးဘူးဆိုတာမျိုးစကားစွတ်ထဲတဲ့ဂျင်းတွေကိုအတုံးလိုက်ကြိုက်မနေပဲမောင်းနှိုးနဲ့အန်နာပတ်ခဖြစ်စဉ်တွေကိုလက်တွေ့ကြကြသုံးသက်ခအစံပြူဆောင်ထားတဲ့ကြောင်းအချံပြူရင် DVD လေးကိုအဆုံးသတ်လိုက်ရပါတယ်အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်